ခုမြင်တွေ့နေရတာကလာတယောက်ကဒရူသမီးတယောက်ကိုပွေချီခေါ်ပြီးတော့ပြေးနေတာဖြစ်ပါတယ်။ဒါကတော့သူတို့အနေနဲ့မှာဒလိထုံကန်းဆင်လာလို့ဖြစ်နေတာပါ။မင်္ဂလာဆောင်ရင်ဒရူသမီးကိုအခုလိုပဲထမ်းပြေးပြီးတော့ယူခိုင်းတာဖြစ်ပါတယ်။ရွာဒလိအပြော်ဆကြတာပါ။ဒါကသူတို့ကလာလာကြီးလုံနေကြလုံပဲဖြစ်ပါတယ်။ဒါကမိသားတွေတဘော သူကြည်ဖြူပြီးပေးစားတဲ့အတွဲကိုဒါဒီလိုလောက်တာဖြစ်ပါတယ်မိဘတွေမကြည်ဘူးဘဲနဲ့ယူထားတဲ့အတွဲဆိုရင်တော့သူတို့ဒီလိုမလုပ်ပါဘူးဒါသရိုးသမီးကိုပြန်ယူဖို့အတွက်သရိုးသားကနောက်ကနေလိုက်နေတာပဲဖြစ်ပါတယ်ကာလာသားတွေကသရိုးသမီးကိုပွင့်ချပြီးတော့ထွက်ပြီးပြီးတော့ယူခိုင်းတာပဲဖြစ်ပါတယ်ပြောစရာတော့ကောင်းပါတယ်တမျိုးတရွာတပုတ်ဆန်းဆိုသလို တို့ဘက်ကတော့ဒါဂလိလိုလိုဖြစ်နေတာပါပြဿနာလည်းမဖြစ်ပါဘူးသူတို့အချင်းချင်းသူတို့ဤပါပဲဒါကသူတို့ရွာမှာသူတို့လူမျိုးကာလာတတိုက်တာတည်းပြီးတော့ဒီလိုပဲသရိုးသမီးကိုမချီပြီးပြီးတော့သရိုးသားကိုပတ်ဆံနဲ့ရွေးခိုင်းတာပဲဖြစ်ပါတယ်ကျွန်တော်တို့ကြားဘူးတာကရှင်လောင်းဖွက်တာလိုပဲကြားဘူးပါတယ်ဒါကတော့သရိုးသမီးကိုဖွက်ပြီးတော့ပြန်ရွေးခိုင်းတာပဲဖြစ်ပါတယ်